Thank you. Thank you. Thank you, Jesus. Kenya Thank you. Today with a young woman. Go we'll and write that book. Thank you. Thank you, Jesus. မိတ်ဆွေတို့ရဲ့မင်္ဂလာပါဒီနေ့ချိန်မှာတော့ဖခင်ရဲ့စွန့်ပစ်ခြင်းကိုခံရတော့ကညာအမျိုးသမီးတယောက်ကို ပရောဖက်ကကောင်းချီးပေးတဲ့အခါမှာတမဟာကဘာကျော်စာရေးဆရာမဖြစ်လာဖို့ရှိတာဖြစ်ပါတယ်တမကျမ်းစာထဲမှာဒါဝိမင်းကြီးကပြောတယ်ငါမိဘတည်းငါကိုမွေတော့ငါရဲ့မိဘတည်းငါကိုစွန့်တော်လေသာရဖျားတည်းငါကိုစွန့်ပစ်တော်မမုံဆိုတဲ့နောက်ကဘာတော်ရှိသလို့ ငါ့ကိုမေမုတ်ထဲကချီးမြှောက်တော်မူသောဖခင်ဆိုတာလေဒါဝိဒ်ကရေးတာဖြစ်ပါတယ်ဆိုတော့ဒီအမျိုးသမီးကလည်းမျောလင့်စရာမရတဲ့မရှိတဲ့ထဲကနေဖခင်ချီးမြှောက်တာကိုဖခင်ကသူ့ကိုဆွန့်ပစ်တော်လဲပဲယေရှုခရစ်တော်ကသူ့မကိုချီးမြှောက်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်တမန်ကျမ်းစာမှာရေးထားတဲ့အရာတွေကပုံပြင်ဖြစ်မနေပဲတကယ်ဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့တက်တာထဲမှာမိဘရဲ့ဆွန့်ပစ်ခြင်းကိုခံရပါသလား စိတ်ဓာတ်မချနဲ့ယေရှုခရစ်တော်ရှိသေးတယ်ဆိုတာကိုအသိပေးတင်ပြလိုက်ပါတယ်အင်္ဂလိပ်လိုအစင်မပြေတဲ့သူတွေအတွက်အစင်ပြေနိုင်ရမြန်မာလိုဘာသာပြန်တင်ပေးတာဖြစ်ပါတယ် My name is Jace Modoni Mwangi from Kenya I would love တမကခင်ညာနိုင်ငံကလာတာဖြစ်ပါတယ် know the cause of disappointment in relationships and no marriage in my family စာသူမကဘယ်လိုမေကူမီမေတလေဆိုတော့ disappointment ရစာချစ်သူရှိရင်လည်းပဲအိမ်တော်မကြဘူး relationship မိတယောက်နဲ့တယောက်ဆက်ဆံရတာအဆင်မပြေဘူးပြီးလို့ရှိရင်မိသားစုမှာအိမ်ထောင်ရေးကွဲပြားမှုရှိတယ်အာဟိုအိမ်ထောင်မကြဘူးပေါ့လင်မယအတူတူအရေးရှင်နေရတယ်အဲ့လိုမျိုးအခွင့်မရှိဘူးဆိုတော့ဒီပြဿနာတွေဘယ်ကလာလဲသိချင်တာဖြစ်တယ် is your father because that is the biggest issue ဘယ်မှာလဲနေအဖေအဲ့ဒါကအကြီးဆုံးပြဿနာပဲလို့ prophet ကသူမြင်တာကိုပြောပြပါတယ် also a torment living yeah ငါကတော့အရာအရှည်ကြီး အမျိုးသားတယောက်ထွက်ခွာသွားတာကိုတွေ့ရတယ်လို့ prophet ကပြောပါတယ်ဆိုတော့ဓမ္မရာဇင်ပထမဆုံးအခန်းကြီးကိုအငယ်ကိုမှာ prophet ကိုမြင်တော်သူလို့ခေါ်တာဖြစ်ပါတယ် prophet ဆိုတာက စိတ်နှလုံးသားထဲမှာခံရတဲ့အရာကိုရှောက်ပြောတာမဟုတ်ပဲဝိညာဉ်မျက်စိထဲမှာမြင်ရတဲ့အရာကိုပြောတာဖြစ်ပါတယ်အဲ့ဒီမြင်သောသုကျေစုကိုပေးတာကတော့ယေရှုခရစ်တော်ဖြစ်ပါတယ်ပရောဖက်ကခန်းတွေကလည်းပဲမြင်ရသောသူဖြစ်သောကြောင့်တရားမြတ်သူမြည်ရဲ့ဖခင်ကအိမ်ကနေထွက်ခွာသွားတာကိုတွေ့ရတာဖြစ်ပါတယ် My father is in a place called Nyeri. He divorced my mother. I then. Sara, to a pebe ma nere sara pio ba de. အဖေကအမေကိုခွဲကွာရှင်းလိုက်တယ်လို့ပြောပါတယ်ဘာဖြစ်လို့ကွာရှင်းတယ်လဲဆိုတော့အဖေကနောက်မိမယူချင်တဲ့အတွက်ကွာရှင်းတယ်လို့ခေါ်ပါတယ်ဒါကြောင့်ဒီလိုကွာရှင်းတဲ့အခါမှာဘာဖြစ်လာတယ်လဲဆိုတော့ငါတို့အိမ်မှာအိမ်ထောင်အတီတကြမပြစ်တဲ့မဖြစ်တဲ့ပြဿနာနော်အိမ်ထောင်ပြုတ်ပြီးမှအတူတကွလက်တွဲပြီးမှအရှိကြီးမနေနိုင်တဲ့ပြဿနာရှိတယ်ဆိုတာသူမပြောတာဒါကိုပြောတာဖြစ်ပါတယ် really bad words about me and about me and ဆိုတော့သူ့အဖေကသူ့မကိုကောင်းတဲ့စကားတစ်ခုမှမပြောပါဘူး mother because uh အမေကလည်းပဲကောင်းတော့မင်္ဂလာရှိတော့စကားမပြောပါဘူးဆိုတော့အဲတမီးကိုရောအမေကိုရောအဖေလုပ်တဲ့လူကမင်္ဂလာရှိတော့စကားမပြောဘဲအမင်္ဂလာပြောတော့ရှိတော့စကားကိုပြောတာဖြစ်ပါတယ် He left in 2017 when I was in high school. သူမကတက္ကသိုလ်အဲဗာလဲအထက်တန်းကျောင်းတက်နေတဲ့အချိန်မှာအဖေကနဲ့အမေကကွဲသွားကြတာဖြစ်ပါတယ်။ Cool. He spoke words that my mother is a uh, a prostitute and we will never succeed. No, let me open the door. ဆရာအဖေကဘယ်လောက်ထိပြောသလဲဆိုလို့ရှင်ကျမအမေကိုနင်ဟာပြည်သာမဖြစ်တယ်။ ်အဲနင်တို့တားအမိတွေဟာဘယ်တော့မှနော်အောင်မြင်ခြင်းမရှိစေရဘူးဆိုပြီးမှကြိမ်ဆုခဲ့တာဖြစ်ပါတယ်တကယ်တည်းပဲအဲ့ဒီအတိုင်းသူတို့အတ္တမှာကြုံတာဖြစ်တယ်သို့တော်လည်း prophet ကိုရောက်တဲ့အခါမှာအခု prophet ပြောတာကနင့်ကောင်ကောင်းကြီးမင်္ဂလာတကားဖွင့်ပေးမယ်လို့ပြောတာဖြစ်ပါတယ် ဆိုတော့ prophet လက်တင်တဲ့အခါမှာသူမရဲ့အသက်တာထဲမှာရောက်နေတဲ့ကြိမ်ချင်းနတ်ဆိုဟာခွာရမှာဖြစ်ပါတယ် Sir I forgive my father နင်ဘာသာကနေပြောပါကျမဒီကျမရဲ့အဖေကို ခွင့်လွတ်တယ်လို့ပြောပါ I forgive my father ယူလေးနဲ့ခွင့်လွတ်တာတော့မဟုတ်ဘူးငိုကယူကခေါ်ခွင့်လွတ်ရတာဖြစ်တယ်ဘာဖြစ်ဆိုတော့နာကျင်တဲ့အတွက်ပါ ကျွန်မရဲ့အသက်ဝိညာဉ်ကိုယေရှုဖျားကယ်တင်ပေးပါဆိုတော့အင်္ဂလိပ်လိုဘာသာပြန်တဲ့ခါမှာကျတော့ပြောင်းပြန်ဘာသာပြန်ရတာပေါ့နော်ကျွန်မရဲ့အသက်ဝိညာဉ်ကယ်တင်ခြင်းရဖို့ယေရှုခရစ်တော်ဖျားကျွန်မရဲ့အပြစ်ကိုလွတ်ပါလို့ဒီလိုဘာသာပြန်မှအမှန်ကြတာဖြစ်တယ်ဒါပေမဲ့သူတို့အင်္ဂလိပ်ကတော့ oh forgive you have uh, forgive me my oh ကျမကိုအရင်ခွင့်လို့ကျမကိုခွင့်လို့ပေးပါအဲကျမဝိညာဉ်ကတင်ချင်းရဖို့ဆိုမှအင်္ဂလိပ်ကတော့အဲ့လိုဖြစ်တယ်ဒါပေမဲ့မြန်မာလိုပါတာပြန်တဲ့ခါကျတော့ကျမဝိညာဉ်ကတင်ချင်းရဖို့ကျမရဲ့အပြစ်ကိုခွင့်လို့ပါဘုမောကျမဝိညာဉ်ကတင်ချင်းရဖို့ကျမရဲ့အဖေရဲ့အပြစ်ကိုလွတ်တယ်လို့အဲ့လိုဝန်ခံရတာဖြစ်တယ်ဆိုတော့ဒီမှာခရိယန်ကြီးကိုဒီနားလည်ဖို့လိုတာကကိုကခရိယန်တယောက်ဖြစ်လာတဲ့ခါမှာ ခရစ်ယာန်ဆိုတာကယေရှုခရစ်တော်နောက်လိုက်ကိုဆိုတာဖြစ်ပါတယ်။ယေရှုနောက်လိုက်ဖြစ်လာတဲ့အခါမှာတစုံတယောက်သောသူကိုခွင့်မလွတ်နိုင်ဘူးဆိုရင်တော့ဝိညာဉ်ကတင်ချင်းရဖို့မသေးချဘူး။ဒါကြောင့်ခရစ်ယာန်တွေဟာဘလောက်ပဲခါတီခါတီကိုယ်ဝိညာဉ်ကတင်ချင်းရဖို့တရားမျိုးတမျိုးလိုပဲနော်စိတ်နှလုံးသားမှာဘလောက်ပဲနာကျင်နာကျင်ငူကရီကနဲ့ခွင့်လွတ်ပေးရတာဖြစ်ပါတယ်။ဓမ္မတာယေရှုခရစ်တော်ကကိုယ့်ရဲ့ဝိညာဉ်ကိုတာဝန်ယူမှဖြစ်တယ်၊ကတင်ပေးမှဖြစ်ပါတယ်။ Ich schon um mein Sohn. No. I'm open door for you. နေအတွက်ကောင်းကြီးတကားကိုငါဖွင့်ပေးမယ်။နေကဥရောပနိုင်ငံကို သွားနိုင်မယ်လို့ပရောဖက်ကပြောပါတယ်။နေရဲ့ကောင်းကြီးတကားပွင့်သွားပြီလို့ပြောပါတယ်။ like Jesus. And uh, you'll be able to write books. Amen. နင်ကစာအုပ်ရေးတဲ့စာရေးဆရာမဖြစ်လာမယ်လို့ပြောပါတယ် Don't open up an organization. I see. နင်ကအဖွဲ့အစည်းတစ်ခုကိုတည်ထောင်မယ်ဆိုတာငါတွေ့ရတယ် Writing book. Yes, I am. နင်စာအုပ်ရေးနေတာကိုငါတွေ့ရတယ် in an organization doing my internship you did so အခုတူမအဓိကတက်နေတာကတော့ အဲ့လိုမျိုး organization လို့ဖွဲ့စည်းတစ်ခုခုဖွဲ့စည်းတဲ့အခါဘယ်လိုဥဆောင်ရမလဲဆိုတဲ့ပါရယာကိုတင်ယူနေတာဖြစ်တယ် to come because you lead a very big organization နေကအဖွဲ့အစည်းအကြီးကြီးတစ်ခုခုဥဆောင်မှာဖြစ်တယ် you help many young girls and နေဟာမြောက်မြတ်စွာသောအမျိုးသမီးတွေနော်အသက်ငယ်တဲ့အမျိုးသမီးတွေအမျိုးသားတွေကိုကူညီมาဖြစ်တယ် in Kenya. Amen. Kenya နိုင်ငံမှာ It has gone on well. Yes. နင်ဘာပဲလို့လို့အမင်တာတော့မယ်။ I see you writing many books. Amen. နင်ကစာအုပ်တွေတအုပ်ပြတအုပ်ရေးတာကိုငါမြင်ရတယ်လို့ပြောပါတယ်။ And uh, you've been known all over the world. Amen. Hallelujah. နင်ကိုတကဘာလုံးကလူတွေကသိလာတော့မှဖြစ်တယ်။ဆိုတော့နာမည်ကျော် ကပ္ပကျော်ဆီယမဖြစ်လာမှာဖြစ်တယ်တရားမြို့တမီ အလုတ်ထားလို့ဘုရားတဲ့ရုံခန့်ကလူတွေငါကိုဒေါ်လာတထောင်ပေးပါ we are going to see you on the cnn or whatever the television အခုချိန်ကစပြီးနေ့ကငါတို့က cnn ကပ္ပကျော် tv အစီအစဉ်ဖြစ်တဲ့ရုပ်မြင်သံကြားအစီအစဉ်ဖြစ်တဲ့ cnn မှာနေ့ကငါတို့တွေ့ရမယ်တခြား tv အစီအစဉ်မှာလည်းငါတို့တွေ့ရမယ် ဟင်းနာမည်ကကင်ညာနိုင်ငံအရေးရမှာကြော်ကြားမှာဖြစ်တယ် And that is your dream အရာနည်းရဲ့အိမ်မက်ဖြစ်တယ် Jesus yes I'm in social work I'm a social worker တမကလူမှုဖော်လို့ရေးမှာအဲ့နဲ့ဆိုင်တဲ့ပညာရပ်ကိုသင်ယူနေတာဖြစ်တယ် Studied community development တို့ကဒီပတ်ဝန်းကျင်နဲ့ဖွံ့ဖြိုးတိုးတက်ရေး ဘယ်လိုလုပ်ရတယ်လဲဆိုတာကိုသင်ယူနေတဲ့သူဖြစ်တယ် Pray for me and I was able to graduate and get a first class honor သူကအရင်တော့က professor မှာတခါလာဆူတောင်းခံတယ်အဲ့ဒါဆူတောင်းခံပြီးတဲ့နောက်မှာသူမဟာအစအမကောင်းကောင်းနဲ့အောင်မြင်ခဲ့တဲ့သူဖြစ်တယ် Thank you Jesus ယေရှုဖျားကိုကျေးဇူးတင်တယ် Thank you Jesus ဆိုတော့ဒီအမျိုးသမီးကိုအကြင်ကျင်လက်တင်ပေးတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့ဒါတွေကတစ်ချက်တစ်ချက်တင်တာကလုံးကအတိတ်ပဲကြီးစွာရှိတာဖြစ်ပါတယ်ဒါကကဘာကျော်စာရေးဆရာမတယောက်ဖြစ်လာဖို့ရှိတယ်တိုးတော်လေးစာရန်ကမလုပ်သလဲဆိုတော့သူမရဲ့အဖေကိုတိုက်တဲ့အတွက်အဖေကအမေကိုစွန့်တယ်စာရန်ကအဖေလို့တဲ့လူကိုတိုက်တာဖြစ်တဲ့အတွက်သမီးနဲ့အမေကိုအမင်္ဂလာရှိတဲ့စကားကိုပြောတာဖြစ်တယ်တိုးတော်လေးဒီသမီးက prophecy ကိုလာတဲ့အခါမှာဘုရားသခင်ကသူမရဲ့တက်တာမှာ အလိုတော်ရှိတဲ့အတိုင်းကောင်းကြီးတကားပွင့်ပြီးမှကဘာကျော်စာရေးဆရာမကြီးတယောက်ဖြစ်လာဖို့ရှိသလိုနော်ပတ်ဝန်းကျင်နဲ့အလိုမျိုးဖူလုံရေးမှာတိုးတက်လာအောင်ဥဆောင်တဲ့အမျိုးသမီးကြီးတယောက်ဖြစ်လာဖို့ရှိတာဖြစ်တယ်။ဘုရားသခင်ရဲ့ဘုန်းတော်ကိုချီးမွမ်းပါတယ်။အခုဒီမှာစာရေးနေတာကျွန်တော်တွေ့ရတယ်။ Kenya Today Kenya ရဲ့နေ့စဉ်သတင်းလို့အသေးပဲရှိတာပါနော်။ Kenya Today after you are going to write this book ပရောဖက်ပြောတာကအခုဒီကျောက်တင်ဖို့မှာရေးထားတယ်ဒီစာအုပ်ကိုရေးပါလို့ပြောတာဖြစ်တယ်ဒီကောင်းစင်တဲ့စာအုပ်ကိုရေးပါလို့ပြောတာဖြစ်တယ်ခင်ညာ today ဆိုရင်နေ့ခင်ညာလို့အတိပ္ပယ်ရှိတာပေါ့နော်အဲ့တော့စာအုပ်နာမည်ကဘယ်လိုဖြစ်လာမလဲဆိုတော့ with the young woman with the young woman ဆိုတော့အတဲ့ရွယ်နှုတ်ငယ်တဲ့မိမတွေပေါ့တော့အမျိုးသမီးတွေပေါ့နော်ပါလဲ ကင်ညာလူငယ်တွေလို့ပြောရမှာဖြစ်တယ်။အမျိုးသမီးလူငယ်တွေဆိုတဲ့ကောင်းစင်နဲ့သူမကစာအုပ်ရေးဖို့ prophet ကကောင်းစင်တက်ပေးတာဖြစ်ပါတယ်။ Amen. Read it. Kenya today with the young woman. Thank you so much. This is the $1,000. Thank you. ဆိုတော့တမကစာရေးဆရာမဖြစ်တဲ့အတွက်ဒီကောင်းစင်ပေးပြဆိုလို့ရှိရင်ဒီကောင်းစင်နဲ့ပတ်သက်တဲ့အရာကိုယနေ့ကင်ညာနိုင်ငံရဲ့အဲဒီအသက်အရွယ်ငယ်တဲ့ တဲ့ဘယ်လိုပြောမလဲမဲမပြူတွေဘယ်လိုပြောမလဲအဲလူငယ်တွေနဲ့ဆိုင်တဲ့ကောင်းစင်တဲ့စာအုပ်ရေးမှဖြစ်တယ်အဲ့ဒီစာအုပ်ရေးတဲ့အခါမှာသူမဖះကိုလည်းတည်တယ်ပရော့ဖက်ကိုလည်းတည်တယ်နော်အတ္တတာမှာလည်းအတွေ့အကြုံရှိတယ်ဆိုတော့မြောက်မြတ်စွာသောကင်ညာနိုင်ငံမှာရှိတဲ့အဲအသက်ရွယ်ငယ်တဲ့အမျိုးသမီးတွေကိုအကျိုးပေးတဲ့စာအုပ်ကိုရေးမှဖြစ်ပါတယ်ဖះတခင်ကောင်းချီးပေးပါစေ do your work you'll thank be you Orova, you'll be Orova the, the, the Kenya television Orova နိုင်ငံကင်ညာနိုင်ငံရဲ့ TV အစီအစဉ်အတိုင်းမှာနေကိုတွေ့ရတော့မှာဖြစ်တယ်ကင်ညာ radio journey to nowhere has been open thank you man မဲကင်ညာအနော်ဝေးနိုင်ငံကိုလည်းသွားမဲ့ခရီးကပွင့်သွားပြီ to work in kenya ပထမတော့ကင်ညာမှာအရင်လောက်ပါလို့ prophet ကပြောပါတယ် go to us everywhere go to us everywhere america ကိုလည်းနေရောက်มาဖြစ်တယ်နေရတကာမှာနေရောက်มาဖြစ်တယ် the door is open forgive you the door is been open နေရကောင်းချစ်တကာပွင့်သွားပြီတဲ့ forget your father forgive your father နေရဖေရအပြစ်ကိုခွင့်လွတ်ပါဒါကဒုတိယအကျင့်ပြန်ပြောတာဖြစ်ပါတယ်ဒီနေ့ online မှာကြည့်တဲ့ညီကိုတွေကခရိယန်ညီကို ဖြစ်တယ်မိဘတရားရောက်ကိုခွင့်မလွတ်နိုင်တာ ရှိတယ်ဆိုလို့ရှိရင် ခွင့်လွတ်ဖို့လိုတာဖြစ်တယ်။အဲ့ဒါလိုခွင့်လွတ်ဖို့ခရစ်တော်ကအလိုရှိတယ်။သူတပားဒီကျွန်တော်တို့ကိုပြစ်မှားသောအပြစ်များကိုကျွန်တော်တို့ဒီလွတ်ကဲတို့ကျွန်တော်တို့ရဲ့ပြစ်များကိုလွတ်တော်မူပါဆိုတဲ့ဆုတောင်းချက်နဲ့အညီတွင်တင်တာဖြစ်တယ်။ဆိုတော့ဘလောက်ခါတိမဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူး။ကျွန်တော်အဖေတွေကတော့ကျွန်တော်ကိုမစွန့်ဘူးပေါ့နော်။ဒါပေမဲ့သူမရဲ့အဖေကသူမကိုစွန့်တာဖြစ်တဲ့အတွက်ဘလောက်နာကျင်မဲဆိုတော့ကျွန်တော်မပြောတတ်ဘူး။ဒါပေမဲ့ပရောဖက်ကဒါကိုခွင့်လွှတ်ခိုင်းတယ်။ယေရှုလည်းခွင့်လွှတ်ခိုင်းတယ် အဲ့ဒါကိုလုံနိုင်မှတာလေဝိညာဉ်ကေတင်ချင်းကစစ်ချရတာ ဖြစ်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေ Thank you Thank you Thank you Jesus Thank you today with a young woman go and write that book အဲ့ဒီစာအုပ်ကိုမြန်မြန်အမြန်ရေးပါ Thank you Jesus ကိုရာတို့ကောက်ခုနာခြေပြမှာအဆုံးတတ်မှာဖြစ်ပါတယ်